အလုံးမဲမင်္ဂလာပါရှင်မြန်ခရီတို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအောင်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အီလီတို့ကြွစီနေပြီဆိုတဲ့သတင်းနဲ့အတူခရီတို့တွေနဲ့အကြံဖတ်အပေးလို့ရင်ဘာတွေဖြစ်တယ်လဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမအဆုံးသတင်းတဘောအနေနဲ့ဤလေးတို့ကြွစီနေပြီးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဤလေးတို့ကြွစီနေပါပြီ။ဘတ်ထရာအပ်ဂရိတ်လည်းအပြီး Bitcoin စေးလည်းပြန်အတန်းနဲ့အချိန်နေအချိန်ခါရေးတိုက်ဆိုင်သွားခဲ့ပြီးဤလေးတို့ကြမ်းတိုင်နေရာကနေကျပြန်စီနိုင်ခဲ့ပါပြီ။ Market Cap အများဆုံး Cryptocurrency တွေထဲမှာရှင်ကြည့်မယ်ဆိုရင်တော့တပတ်တာအတွင်း၃၀နေရာခန့်လုံးကျော်နဲ့ရာခိုင်နှုန်းအများဆုံးဈေးပြန်တက်ထားတာဖြစ်တယ်လို့ တရက်အတွင်းမှာတည်း20ရာခိုင်နှုန်းကျော်အထိပြန်တက်လာခဲ့တာဖြစ်လို့2021ခုနှစ်မေလနောက်ပိုင်းစံချိန်တင်ဈေးပြန်တက်လာမှုလည်းဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဘူမာကက်မှာအတက်အရန်ကျန်းခဲ့ပါတယ်ဆိုတော့ Doge နဲ့ Sui တို့က ETH လောက်ဈေးပြန်တက်မလာနိုင်သေးပါဘူး။အခုပြီးသွားခဲ့တဲ့ Battra Upgrade ဟာ2022ခုနှစ် The March ပြီးနောက်ပိုင်းမှာအရေးပါတဲ့ပြောင်းလဲမှုတစ်ခုဖြစ်တာကြောင့်အခုဈေးပြန်တက်လာရတဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်လာစေခဲ့တာပါ။ ဒီချက်ကမီဒီယာကြီးရဲ့ US ဟာလည်းတရုတ်နဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေရှိလာတယ်လို့ UK နဲ့ US တို့ကလည်းကုန်သွယ်ရေးသဘောတူညီချက်တွေရှိလာတာကြောင့်ဒေါ်နဲ့ခရစ်တိုတွေရဲ့ယင်းနှီးမြှုပ်နှံမှုတွေပြန်ဝင်လာတာပါဒေါ်လာစင်မှာ Bitcoin ကလည်း all time high စေးဖြစ်တဲ့ဒေါ်လာ3900နာတရွေ့ရွေ့ပြန်ကဲလာနေတယ်လို့ Ethereum ဟာလည်းအတက်ကျမ်းပြနေတာကြောင့် Crypto Bro တွေပျော်တပြုံပြုံဖြစ်နေချိန်ပါပဲ။ဒါပေမဲ့အခုလိုဈေးတွေပြန်တက်လာချိန်မှာ live ဝယ်ဖို့ထက်အမြတ်ယူဖို့အတွက်ကိုလည်းထည့်စင်စားတင်ကြပြီး DCA ကိုတိတ်ချခြင်းသုံးဖို့လိုအပ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပရီတိုရီနဲ့အကြံဖက်အားပေးလို့ရင်ဘာတွေဖြစ်တယ်လဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ ISIS အစ္စလာမစ်အစိုးရအကြံဖက်အဖွဲ့ကိုခရီတိုကနေတဆင့်ငွေကြေးထောက်ပံ့မှုနဲ့ဗာဂျီးနီးယားပြည်နယ်သားမိုဟာမက်အာဇာရူဒင်ချီပါဟာထောင်နဲ့နှစ်30ချမှတ်ခံလိုက်ရပါတယ်။2019ခုနှစ်ကနေ2022ခုနှစ်အတည်းမှာချီပါဟာဆီးရီးယားမှာအခြေစိုက်ထားတဲ့ ISIS အဖွဲ့ဝင်အမျိုးသမီးတွေကိုဒေါ်လာ3,500အထိခရစ်တိုကနေတဆင့် ငွေကြေးထောက်ပံ့ခဲ့ပြီးအိုင်ဇက်ဘတ်ကလည်းဒီငွေတွေနဲ့ထောင်ပေါင်းတာမျိုးတွေလုပ်ခဲ့ပါတယ်။ဒီငွေတွေဟာဆိုရှယ်မီဒီယာတွေအပါအဝင်နေရာပေါင်းစုံကနေရှာထားတဲ့ရန်ဝန်ငွေတွေဖြစ်ပြီးဆီးရီးယားကိုပို့ဖို့အတက်တူရကီမှာငွေသားကိုခရစ်တိုပြောင်းပြီးပို့ခဲ့တာဖြစ်ကြောင်း USDOG ကဆိုထားပါတယ်။ဒီငွေတွေတွေကအများစုကိုထောင်နဲ့ချခံနေရတဲ့ ISIS အဖွဲ့တွေထောင်ဖောက်ဖို့အတွက်အ धिक အသုံးချခဲ့တာဖြစ်ပြီးဆီးရီးယားနိုင်ငံတော်ဝန်က ISIS အဖွဲ့ဝင်တွေတိုက်ပွဲပေါ်ဆောင်ဖို့အတွက်လည်းအသုံးပြုခဲ့ပါတယ် ပေတိုကာရန်စီတွေဟာခြေရခံလို့မရဘူးဆိုတော့အတွင်းနဲ့တရားမဝင်နေရာတွေမှာရှောက်သုံးနေကြပေမဲ့တကယ်တော့ခရစ်တိုတွေကပုံမှန်ထက်တောင်ပိုပြီးခြေရခံလို့ရပါသေးတယ်။ တောင်ကြီးခံတန်တရားတရားခံတရားလုံးလိုက်တမား transition တွေဟာ block chain ပေါ်မှာအချိန်အတိအကျနဲ့ကျန်နေခဲ့မှာဖြစ်ပြီး decentralized platform တွေပေါ်မှာလဲပန်းနေတမားပြဿနာမရှိသေးပေမဲ့ centralized platform တွေပေါ် deposit တင်လိုက်ပြီးဆိုရင်တော့ချက်ချင်း freeze ခံရနိုင်ပြီး deposit တင်လိုက်တဲ့အကောင့်ပိုင်ရှင်ကိုဖမ်းဆီးစစ်ဆေးတာမျိုးတွေရှိလာနိုင်ပါတယ်။အခုနောက်ပိုင်းမှာဥပဒေတွေလည်းပုံပြီးတင်ကျပ်လာပြီးဖြစ်လို့ဒီလိုကိစ္စတွေကိုပုံပြီးအနည်းငယ်စောင့်ကြည့်တာမျိုးတွေရှိလာနေတာကြောင့်ဆန်းဆန်းပြားပြားတွေမလုပ်ဘဲရိုးရိုးတန်းတန်းပဲအသုံးပြုတင်ပါတယ်။ ဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းတော်နေလေးဖြစ်ပါစေရှင်။